အားလုံးမင်္ဂလာပါစိတ်အချမ်းသာခြင်းကိုကြားမှချင်းနဲ့ပြေဆုံးနေကြပါစေဒီနေ့မှာတော့ထိုင်းရွှေဈေးကမနက်ပိုင်းမှာ150အကြာနဲ့ဈေးဖွင့်သွားပါတယ်ဒီက23ရက်နေ့5လပိုင်း2020နဲ့5ခုနှစ်မနက်ပိုင်းထိုင်းရွှေဈေးကတော့150ကြာပါတယ်60ကျော်တသမာ900ခန့်လို့ရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောင်းနေဈေးက9000နဲ့မှ300ဆိုင်ကလက်ခံနေဈေးက9000နဲ့မှ200လက်ဝယ်ရနိုင်ဈေးနှုန်းတွေကဆိုင်ကရောင်းနေဈေးက9200နဲ့မှ100ဆိုင်ကလက်ခံနေဈေးက9285တသမာ9နှစ်နဲ့ပေါင်းစည်းရှိနေပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3300တင်တဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမှန်ငွေ30နှစ်တသမာ ရှစ်သုံးတဲ့အတိုင်းရွှေဈေးကိုတွက်ထားပါတယ်96.5ရာခိုင်နှုန်းရှိတဲ့အတိုင်းရွှေအခဲကဘန်ကောက်ထဲမှာလက်က100ရရှိပါတယ်လက်က BSC အတိုင်းရွှေခဲတဲ့ဘက်သားကို9,500နဲ့ပေါင်သေးရှိနေပါတယ် ဆိုင်ကလည်းခံနေစီကတော့ရာဂိန်တို့ပြန်မဖြတ်ပဲဆိုင်က9200နဲ့ပြန်ပြီးတော့လက်ခံပါပါလက်ဝင်ရနေတဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000တိရှိနေပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းတို့ကပြောင်းလဲမှုရှိနေပါတယ်ဒီနေ့တိုင်းရွှေလက်ဝင်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ရာဂိန်တို့ဖြတ်ပြီးတဲ့အပြင်ကို4600ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်လက်ရှိမှာလည်းတိုင်းရွှေစီတွေကကြာနေပါသေးတယ်တိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမဲ့သူတွေအတွက်လက်ခစည်းသက်သားတဲ့ဆိုင်ကိုကျွန်တော်လက်ညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ် တပတ်သားကိုလက်ခဏ၂၀၅ပတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်တော့အခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်။ထိုင်းရွှေခဲကလက်ဝယ်ရင်နာနဲ့စားလို့ရှိရင်လက်ခစင်းတို့ကအများကြီးကိုတတ်တာတာဖြစ်ပါတယ်။ပြန်ရောက်တဲ့အခါမှာလည်းရာခိုင်နှုန်းပြမပြတ်ပဲဆိုင်ကပြန်ပြီးတော့လက်ခမှာပါ။လက်ဝယ်ရင်နာကတော့ပြန်ရောက်တဲ့အခါမှာဆိုင်က၅ရာခိုင်နှုန်းဖြစ်အောင်မှာဖြစ်ပါတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုအများတန်းတင်ပေးပါတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကို follow လုပ်လိုက်လို့တားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံပြီး NLK လို့ပြောရှင်းနိုင်ကြပါစေ။